အဲဆရာပထမဆုံးမင်္ဂလာပါရှင်ဒီကျွန်တော်26ရက်နေ့မှာကြောက်ရွံ့တဲ့ညမနှိမ့်ဆက်ခံရတဲ့သူတွေကိုအကူအညီထောက်ပံ့ရေးနိုင်ငံတကာနေပေါ့နော်ဒီဆရာအနေနဲ့ပေါ့နော်ဒီထဲမှာကိုယ်တိုင်နင့်နာသူဖြစ်ခဲ့ရတယ်ကိုယ်တိုင်ကာကရှင်ဖြစ်ခဲ့ရတဲ့အကြောင်းလေးကိုဆရာအရင်ဆုံးဟိုစိတ်မကောင်းစရာဆိုပေမဲ့နည်းနည်းလောက်ပြန်ပြောပြလို့ရမလားရှင်ဟောဟုတ်ကဲ့ရပါတယ်အာ2009ပေါ့ကျွန်တော်တို့ခံခဲ့ရတာ2009မှာအဓိကတော့နိုင်ငံရေးမှုနဲ့ပေါ့နော်ကျွန်တော်တို့ဖန်ခံရတယ်ပထမဆုံးဖန်ပြီးတော့ အဝဖြစ်တဲ့ဟာကရှေ့ရက်ကဇက်တိုက်ရိုက်တာသူတို့ကလူလဲသွားတယ်ကျွန်တော်ကတော့အဲ့လိုမျိုးအရိုက်ခံလိုက်ဟိုသူတို့မေးဝင်လာတဲ့သူမေးလိုက်ပေါ့ဗျာဇက်တိုက်ဖဲဟိုသူတို့စစ်သွားတာပေါ့အဲရန်ကုန်6ထပ်ရုံးပြီးမှာပေါ့နော်ကိုကျွန်တော်15ရက်ခံခဲ့ရတာပေါ့ဒီနံပါတ်တုပ်ဆိုလို့ရှိရင်သူတို့ရဲတွေကိုင်တဲ့ rubber တုပ်လို့ဟာမျိုးကိုကျွန်တော်တစ်ချောင်းခွဲကုန်ခဲ့တယ်နော်မှတ်မှတ်မှတ်ရမှတ်မှတ်ရရပေါ့ ရိုက်တယ်ဆိုတဲ့ဟာတော့မှတချို့ဟာတွေကတချို့လူတွေဆိုလို့ရှိရင်အဲ့လိုပူလီဂျိုးတွေယူလာပြီးရိုက်တာရှိတယ်မီဂျိုးတွေပေါ့နော်မီဂျိုးတွေခောက်ပြီးရိုက်တာတွေရှိတယ်ပေါ့နော်ပြန်တော့ကျွန်တော်တို့စစ်ကြောရေးကနေထွက်လာတဲ့အချိန်မှာကျွန်တော်တကူလုံးဝအာဘယ်လိုဖြစ်လာလဲဆိုတော့မတူဘယ်လိုပြောမလဲအညိုမဲတွေလေအစင်းချောင်းကြီးဆိုတာတကူလုံးပဲပြီးတော့နောက်ကဘယ်လိုပြောမလို့ဒီဒီကတော့ပါရဲ့ဖင်ထိုင်တဲ့နေရာလို့ဖင်ခေါ်မှာပေါ့နော်အဲ့ဒါဆိုရိုက်ထားတာဆိုတော့ မာကျက်ပြီးတော့လေအသားရောင်အုံမခွက်ကြီးထည့်ပြီးမှောက်ထားသလိုမျိုးကြီးအဲ့ဒီကတည်းကတင်မာတယ်ဆိုလို့ရှိရင်အဲ့လိုမျိုးဒါပေမဲ့ခန္ဓာကိုယ်တစ်ခုလုံးမှာလွတ်တဲ့နေရာတနေရာမှမဆုံးဘူးမရှိဘူးပေါ့နော်ကောင်းကနေခြေပြားထိပဲပြီးတော့ရင်းနှွေးဘူးတွေနဲ့လောင်းခံရတယ်အဲ့ဒီကရော့ဘာရဲ့ဒီယောက်ျားဟိုယောက်ျားလေးဆိုမယောက်ျားအင်္ဂါတွေမှာအာရင်းနှွေးတွေနဲ့လောင်းတယ်ဖျောင်းဆက်တွေချရတယ်ပေါ့ဒါပေမဲ့ကျွန်တော်တို့ဒီဘက်ခေတ်ကတော့ပိုဆိုးတာပေါ့ကျွန်တော်တို့ခေတ်ကဆိုးတာဆိုတာအထက် ဟုတ်ကဲ့ပါရှင်ကိုယ်တိုင်ဖြတ်တန်းခဲ့ရတဲ့အချိန်ဒီမှာပေါ့နော်ပြန်လည်ရည်တည်ဖို့လူသားတွေမှာပြန်လည်ရှင်သန်မှုအတွက်ဆရာတို့မန်တယ်ပိုင်းဆိုင်ရာလည်းအများကြီးရုန်းခန့်ခဲ့ရတယ်ဆိုတော့လေအဲဒီပိုင်းမှာရောဆရာဘယ်လောက်ထိအရေးကြီးလဲပြီးတော့ဒီလိုမျိုးနင်းနာသူတွေကဘယ်လိုမျိုးကုသမှုတွေဘယ်လိုမျိုးကုစားမှုတွေလိုအပ်တယ်ဆိုတာလေးဆရာအကြံပြုချက်လေးပြောပြပါအောင်ရှင်ကျုံထွေးပြီးနောက်ပိုင်းနေမှာဆိုလို့ရှိရင်ဒါတိကြောင်ရတွေကအဲကျွန်တော်တို့ခုနကတော့ပြန်ပြီးတော့ပြောတဲ့အခါမှာ အဲပြန်ပြီးတွေးတဲ့အခါမှာကျွန်တော်တို့ဝမ်းနေတာလေဟာလာဒေါသဖြစ်တာလေနော်အဲ emotion နဲ့ပတ်သက်တဲ့ခံစားမှုတွေတော်တော်များများကျွန်တော်တို့ကြုံကြရတယ်လေဒါပေမဲ့ကိုအဲ့တော်လူတွေကမလုပ်ကြလဲဆိုတော့ကိုဘိုးကမှဒီကြောင်းရာရေးကိုဆိုလို့ရှင်ပြန်မပြောချင်ကြတော့ပြန်မပြောပြင်ပဲနဲ့ပြောက်ခါလိုက်တာပေါ့နော်ဒါကြီးဒီကြောင်းရာရေးဆိုရင်အဲမေးလိုက်ရင်လည်းသိပ်ပြီးမဖြေချင်ကြဘူးပေါ့အမှန်တော့အဲ့ဒီလိုမျိုးမလုပ်တဲ့ဘူးအဲ့လိုမျိုးလုံလိုက်လို့ရှင်ဒါကပျောက်သွားတာမဟုတ်ဘူးဘယ်လိုပြောမလို့ဆိုတော့အနာတစ်ခုလိုမြုံသွားတာ ဲ့ဒါကိုကျွန်တော်တို့ကထုတ်ထုတ်ပြောမှသာလေအာကျွန်တော်တို့ဒီရတွေကတဖြည်းဖြည်းတဖြည်းဖြည်းနဲ့တက်တာလာတယ်။ဟိုဆရာအနေနဲ့ပေါ့နော်ဟိုဒီလိုမျိုးအားလုံးကိုစားဒီလိုမျိုးဖြစ်ရက်တွေကဆက်မဖြစ်ဖို့ဟိုဘယ်သူတွေမှတာဝန်ရှိရဲဒါအပြင်ဘယ်လိုမျိုးတွေလှုပ်ဆောင်တဲ့နဲ့စသဖြင့်ဆရာအကြံပြုချက်လေးရှိရင်လည်းဟိုပြောပြပါဆရာရဲ့တောင်းဆိုချက်လေးရှိရင်လည်းပြောပြပါအောင်ရှင်။ဟောကိုဘာသာကိုပဲအတက်နိုင်တဲ့များဒီလိုကိုလိုခံခဲ့ရတဲ့သူတွေကို အမှတ်တမ်းပြုစုတဲ့အခြေအနေမျိုးလောက်ပဲကျွန်တော်တို့သွားနိုင်တာပေါ့နော်အခုနောက်ပိုင်းမှာဆိုလို့ရှိရင်လည်းအဲကျွန်တော်တို့ဒီပြည်သူတကယ်လို့ပြည်သူကရွေးချယ်တင်မြှောက်တဲ့အစိုးရတက်လာဒီဖြစ်စေတက်မလာဒီဖြစ်စေအရင်ဆုံးကျွန်တော်ကအဲနှိုးဆော်ကျင်တာကကျွန်တော်တို့လိုခံရရတဲ့ဆိုရင်ကျွန်တော်တို့အဲ sorry ကျွန်တော်တို့ကြုံရတဲ့သူတွေကဒီရောင်းရတယ်ကိုကိုကြုံကြည့်တဲ့အကြောင်းရတယ်ကိုပြန်ပြီးတော့ အမှတ်တမ်းတင်ဖို့လိုတယ်ပြန်ပြီးတော့အဲဒါတွေကိုပျောက်ပြစ်မသွားအောင်ထိန်းသိမ်းဖို့လိုတယ်အဲ့ဒီအတွက်ဒီအရာတွေကိုစုဖွဲ့ပြီးတော့အရင်ဆုံးကိုကြုံလေးတွေ့ရတဲ့အရာတွေကိုမှတ်တမ်းတင်ထားပြီးတော့မှအဲဒီအပြည့်သူအစိုးရတက်လာတဲ့အချိန်မှာတော့ဒါတွေဒါတွေဒါတွေရှိခဲ့တယ်ဒါတွေဒါတွေဖြစ်ခဲ့တယ်ဒါကြောင့်ဒီဟာဒီဟာဒီဥပဒေကဟလာကျွန်တော်တို့နိုင်ငံတကာဥပဒေတွေမှာကျွန်တော်ဒါတွေကိုလက်မှတ်ထိုးဖို့လိုတယ်ဆိုတာကိုအချက်လက်တွေနဲ့ကျွန်တော်တို့တင်ပြတောင်းဆိုဖို့လိုတယ်လို့ပြောချင်ပါတယ် 我那些工人偏偏只有，呃，身体嘛，偏偏偏偏这些，我阿奶表眼泪厉些，就专门那些。<music>